ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲ့တော့ဘလို့တွေကြမ်းနေလဲဘာတွေလုံနေလဲအဲ့ကျွန်တော်မေးရမှာပေါ့ဗျာနော်အတက်ကမလုံဘူးလို့ဆိုတော့လဲစွန်းစွန်းတက်မှာလွတ်တော့လွတ်ရှာပါလေဒါပေမဲ့မထီရောက်တာတွေအမ်ဘယ်ဟောင်းလို့ဆိုလို့ရှင်တစ်ဖက်ကလည်းကျွန်တော်တို့ជីជីမမပေါ့ ပြန်ပြီးတော့เนาะဟိုတစ်ဖက်ကပို့ပြီးကြမ်းနေတာရှိတယ်။အဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့လူကြမ်းကြီးကမကြမ်းဘူးလားဆိုတော့လဲကြမ်းပါလား။ဒါပေမဲ့လည်းတစ်ဖက်ကတနခါမပြတ်ဘူးဖြစ်နေတယ်။အဲ့ဒီတော့ကြောင့်မို့လို့အဲစီစီရတဲ့ထင်းတွေကိုကျွန်တော်အနေနဲ့ပြောခဲ့ရတာပြောတာပေါ့နော်တော်တော်ကြီးခက်ခဲရတဲ့အခြေအနေရှိပါလေ။ဒီနေ့ပဲအခြေအနေတွေအရန်ကောင်းတယ်ဗျာเนาะ။ဒါပေမဲ့နောက်တစ်ပတ်လောက်နေပြီရှိရင်အပေါက်ကြရတယ်ဖြစ်ကုန်။အဲ့ဒါကျွန်တော်တို့တခါချင်စဉ်းစားခက်တယ် ဘယ်လိုကောင်းမလို့လဲအခြေအနေတစ်ခုကနှိမ့်ချနေပြီเนาะအခြေအနေတစ်ခုကလိုအပ်နေပြီဖြစ်ဆိုရင်ကျွန်တော်အနေနဲ့ဒါစေရေးသတင်းရာတွေမှာကျွန်တော်ပြောတယ်အပြောတဲ့အခါမှာပြောသလောက်လဲအထက်ကဆောင်ရွက်မှုတွေတိတ်ကောင်းတယ်เนาะဟိုဘယ်လိုကောင်းမလို့ရှင်ကျွန်တော်တိထားများလေပြောတယ်အဲလူတွေကြားသိအောင်ကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်ဟိုနားထောင်နေတဲ့သူတွေထဲမှာအလွာပေါင်းဆုံးအာရှိကြပါတယ်အားလုံးပေါ့နော်ဟိုစေရေးသတင်းယူနေတဲ့သူတွေရှိနိုင်တယ်အဲတချို့ဒါစိတ်ဝင်စားလို့ကြည့်ရတဲ့သူတွေရှိနိုင်တယ်ပေါ့ အဲ့တော့အားကြောင့်မို့လဲကျွန်တော်ကအဓိကကျွန်တော် blue net မှာဘာဆက်သွယ်မှမရှိပါဘူးเนาะဒီစီစီရဘာပုံဘူမှုဘူကျုပ်ဘာလဲဘာဆိုဘာမှကျွန်တော်မသိပါဘူးအတိတ်လည်းသိလည်းမသိပါဘူးเนาะအဲ့တော့ပါတော့လဲကျွန်တော်ဟိုကြီးရှိနေတဲ့သူတွေထဲမှာเนาะပြည်သူသိမယ်ဗျာပြည်သူသိမယ်ပြည်သူထဲမှာအကောင်လုံးနဲ့ပါရမှာပြည်သူဆိုတာစစ်သားလည်းပြည်သူပဲ PDF လည်းပြည်သူပဲเนาะအရသားလည်းပြည်သူပါအားလုံးပြည်သူပဲအဲ့တော့ကျွန်တော်ကပြောလိုက်တယ် ပြောလိုက်သည့်လေးယောက်လည်းအဲတိုက်ပွဲတွေပေါ့နော်တိုက်ပွဲတွေဒါဖြစ်နေတဲ့နေရာတွေမှာဒါအားလုံးသိသွားတယ်အာယံဆိုင်မှုတွေဆောင်ရွက်ကြတာစေအခြေအနေတွေကောင်းလာတယ်ကောင်းလာသည့်လေးယောက်ဒါပေမဲ့ရက်နေငကြပြောင်းပြန်ပြတ်ဖြစ်သွားသိလားတော်တော်လေးနားလည်းခက်ပါတယ်အဲ့တော့အထက်ကဖျဲသည်လားအောက်ကဖျဲသည်လားဘဲကဖျဲသည်လဲဘာသည်တွေညာသည်တွေဆိုတော့ကျွန်တော်အနေနဲ့နားလည်းတော်တော်ခက်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်အဲ့တော့အာကျွန်တော်အနေနဲ့လည်း ဒါကိုဆက်လက်ပြီးတော့တူးဆဖို့ကြိုးစားတယ်။နော်စီရေးဗျူဟာကခံမှန်းလို့လို့မရတာ။စစ်တပ်ကဘာလို့ကြာကြနေတာလဲ။အင်းရှေဘခံနေရပြီတဲ့မပြီးသေးခင်မှာ။အေးပေါ့နောက်ဆုံးတော့လည်းရှေဘရှေဘဖြစ်သွားမယ်လို့ကျွန်တော်တို့ကတော့ညှော်လင့်နေပေါ့နော်။ဥပမာဖြင့်ညောင်ချိုးချင်နေပေါ့နော်။ညောင်ချိုးချင်နေဆိုရင်ကျွန်တော်ပုံမှန်လည်းပြောမယ်။ကျွန်တော်ဒီပေါ့ဟိုစီရေးသတင်းတွေပြောတဲ့အခါမှာဒီနေ့ဒီရက်ဒီအချိန်ဒီကာလမှာဖြစ်တဲ့အရာကိုတိုက်ရိုက်ပြောတာပါနော်။ အဲ့တော့ကြောင့်မို့လို့အချိန်ရင်ကောင်းရင်ကောင်းလာတယ်လို့ဒီဖက်တပုံနောက်ဆုံးသွားရင်ဆုတ်သွားတယ်လို့ကျွန်တော်အနေနဲ့ပြောတယ်အဲဒါမဲ့ကျွန်တော်ပြောရလို့ရှိရင်လေဟိုကျွန်တော်ပြောတဲ့အချိန်တည်းနဲ့ခေါင်းကကွတ်တီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ပြောခဲ့ပါရနော်ခိုင်ဒုက္ခလူလိန်တရားဖြစ်ခဲ့တယ်ဒါအမှန်မဲ့မြေပြင်မှာသွားကြည့်လိုက်တကယ်ပဲဘာမှမကြသေးဘူးဘာမှမကြသေးဘူးတက်တက်လေးဖြစ်သွားတယ်အဲ့ဒါလည်းအမှန်ပဲနော်အဲ့တော့ဘယ်လိုခေါ်မလဲဆိုတော့အဲ့ဒီလိုမျိုးအချိန်တွေမှာ ပြူဟောင်မှုတေရောက်လာတယ်အဲကျွန်တော်နောက်ထပ်ထပ်ကြားသိရတာပေါ့နော်ပထမမပြူဟောင်မှုတွေဒါဘယ်လိုခေါ်မလဲဆိုရှင်အတိုက်ခံလိုက်တော့ကြောင့်မလို့ကစင်မရဖြစ်သွားတယ်ညောင်ကျိုးချင်းနေပေါ့ညောင်ကျိုးချင်းနေလည်းပဲကျွန်တော်ရင်းဆုံးဥပမာပေးပါမယ်အဲပထမပြူဟောင်မှုတွေကတောင်းကနေဖြစ်သွားတဲ့အခါမှာနောက်ထပ်ပြူဟောင်မှု၃ရောက်ရောက်လာတယ်ရောက်လာအချိန်မှာစစ်တိုက်တကယ်လည်းကောင်းပါလားနော်တကယ်လည်းအေးအေးချင်းရှိတယ်ရောက်လာချင်းမှာပဲပြန်စော်ထည့်လိုက်တာ အေးအေးလေးစုပ်ပြတ်တက်ပြီးနောက်ဆုတ်သွားနော်အဲ့တော့နောက်ဆုတ်သွားရတယ်အနောက်ဆုတ်သွားတဲ့အချိန်မှာလုံးဝကျွန်တော်တို့ကအဲ့ချိန်မှာတွက်လိုက်ပြီဟာသွားပြီအေးအေးလုံးဝဒီညောင်ကျိုးကိုမရတော့ဘူးဆိုတော့ကျွန်တော်တွက်ချက်ထားပြီးသွားနော်ဘာကြောင့်ဆိုတော့တပုံကလည်းနောက်ဆုတ်သွားပြီကိုတက်အင်အားတွေကလည်းအဲ့ချိန်မှာဖြည့်ရဆိုလို့ရှိရင်အဲကျွန်တော်ကြားသိရရအချိန်လေးပေါ့နော်အချိန်လေးရဆိုလို့ရှိရင်ခါစစ်တွေဒီခါလေး4ကားရောက်လာအများကြီးပဲစစ် reinforcement ပေါ့စစ်ကူတွေရောက်တာအများကြီးပဲအဲ့တော့နောက်တစ်ပတ်လောက်နေတဲ့ခါကျတော့တမျိုးတစ်ပုံပြန်ပြောင်းသွားအဲ့တော့ကျွန်တော်ဆက်လိုက်ပြီးတူးဆွားကြည့်ပါလားဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တိုက်ကောင်းတဲ့ view ဟာမှု၃ယောက်ကိုချက်ချင်းလက်ငင်းနော်တပုံကထွက်ပြေးသွားပြီထွက်ပြေးသွားတဲ့အချိန်မှာအဲစစ်တိုက်ကောင်းတဲ့ view ဟာမှု၃ယောက်ကိုချက်ချင်းလက်ငင်းအပြောင်းလဲလုပ်လိုက်တယ်အပြောင်းလဲလုပ်ပြီးတော့နောက်ထပ်သူတို့တင်နေတဲ့ view ဟာမှုကိုတင်လိုက်တယ်တင်ပြီးတော့တိုက်တဲ့အခါမှာနောက်တစ်ပတ်ကျတော့တောင်ကျကြပါ အဲ့တော့ဆိုလိုချင်တာကကျွန်တော်ဒီဇိုင်းနဲ့မဆောင်ကြည့်နေခဲ့တဲ့နေရာမှာဗျူဟာမူတွေပထမဗျူဟာမူတတုတ်ဒါဒုက္ခရောက်ဘယ်လိုခေါ်မလဲဆိုတော့ကစင်ကလေးရဖြစ်သွားတဲ့အချိန်ဒီမှာလဲလိုက်နော်လဲလိုက်တဲ့အချိန်မှာနောက်တက်လာတဲ့ဗျူဟာမူကသိတ်ကောင်းတယ်စစ်တိုက်လည်းအရင်ကောင်းတယ်ကောင်းတဲ့ခါမှာတပုံကအနောက်ကိုလန်ထွက်သွားပြီအဲ့တော့လန်ထွက်သွားတဲ့အချိန်မှာအဲ့ဒီဗျူဟာမူတွေဘာကြောင့်လဲပလိုက်တာလဲအဲ့တော့စစ်တိုက်ကောင်းတယ်စစ်နိုင်အဲ့ဗျူဟာမူကိုတနေရာပို့ပလိုက်တယ် ဲ့တော့နောက်ထပ်သူတို့တင်တဲ့ပြူဟာမှုသစ်နဲ့အဲဘယ်လိုခေါ်မလဲဆိုတော့ဆက်ဆက်တိုက်တဲ့အခါမှာတော့ညောင်ကျိုးကတပတ်လောက်အနေမှာကြာသွားတယ်အဲ့တော့ဒါကိုဘယ်လိုဘယ်လိုမျိုးကျွန်တော်တို့သုံးသပ်ကြမလဲဒါပြူဟာမှုတွေအလဲ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 အပြောင်းလဲလောက်တာလေကျွန်တော်နောက်ပိုင်းကျတော့ပြန်ပြီးတော့အဲလေးလာလေးလာလေးရတယ်သိရှိလာရတယ်ပေါ့ဗျာနော်အစစ်တမ်းမှာဆိုလိုချင်တာကအဲအဲ့ဒီဒါကိုဘာပြူဟာလို့ခေါ်မလဲဖျဲသီးကြောင့်ဖျဲသီးလို့လည်းကျွန်တော်တို့အလွယ်တကူပေါ့နော်သူတပားကို ဒီစကားလုံးကြီးနဲ့မပစ်မပစ်ပေါက်ချင်ဘူးအဲ့တော့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဒီလိုမျိုးတစ်ဖက်တစ်ပုံကနောက်ဆုတ်သွားလောက်လမ်းထွက်သွားပြီလုံးဝညောင်ကျိုးကိုမရတော့ပါဘူးဆိုပြီးအေးအေးကိုယ်တိုင်ဝန်ခံတဲ့ပုံစံမျိုးတွေရှိလာတယ်နော်အဲဘယ်လိုခေါ်မလဲအဲ့ဒီဒီဒေသတင်းတွေမှာပေါ့နော်ဒီဒီသန္ဓေအခြေအနေမှာကျွန်တော်ဆက်လက်ပြီးမြေပြင်သတင်းတွေကိုလေ့လာတဲ့အခါမှာတို့နောက်တော့ဆုတ်ရတော့မှာအဲ့တော့အေးအေးအနေနဲ့ကဟာတော်တော်လေးကိုနော်အေးအေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ သတိကြည်ရမှာဆိုတော့ကျွန်တော်အเจ้าမှန်ပြောတာမဟုတ်ဘူးเนาะဒီပေါ့အကုန်လုံးထဲမှာရစ်နွယ်ပြီးတော့เนาะရစ်နွယ်ပြီးတော့ဒီအဲထောက်ပို့တွေပုံစံမျိုးတွေထိဖြစ်နေကြတယ်ရှိတယ်ကျွန်တော်တို့တက်မလို့ထဲမှာပေါ့เนาะအဲ့ဒါကြောင့်မလို့ဒါကကျွန်တော်တက်မလို့မှာသေးသေးချာချာကိုစူးစမ်းရမယ့်အခြေအနေဖြစ်တယ်။ညောင်ကျိုးအခြေအနေဟာခင်ဗျားတို့ဒါရိုးရိုးရှင်းရှင်းလေးအဖြူနဲ့အမဲနှစ်ခုလည်းမဟုတ်ပါဘူး။ပို့ပြီးတော့နှဆိုင်နေပါသေးတယ်ခင်ဗျာနော်။အဲ့တော့ အဲအရန်ကိုတိတာလွန်တယ်စစ်တိုက်တက်တဲ့ပုံကောအောက်ဆုံးဘိတ်ဖယ်ရှင်းဟိုဖယ်ထုတ်ခံရပြီးတော့စင်မတိုက်သူတို့တင်နေတဲ့နောက်တဲ့ဒီဟောင်းကိုအလဲမှာတော့ဒါကလည်းညောင်ကျိုးကြသွားတယ်ပထမညောင်ကျိုးကအေးရောင်နောက်ဆုတ်သွားအဲ့တော့အဲ့ဒီအလဲလဲလောက်တာဘသူလဲကာစထမှုကလဲတာလားဒါမှမဟုတ်ရှင်လဲဒီကျွန်တော်တို့ပြည်ပေါ့ကျွန်တော်ဒါဆက်ကခေါမလားအဲ့ဒီတောင်ပိုင်းခရိုင်ပေါ့နော်တောင်ပိုင်းအဲဒီပေါ့ စတိုင်းမှုကလဲတာလားအဲဒါကျွန်တော်တို့ကသိကြတယ်ဘာကြောင့်မို့လို့ညောင်ကျိုးကိုဒါမျိုးဖြစ်သွားစေတာလဲကျွန်တော်သုံးသပ်ပြခဲ့ပါလေထောက်ပို့ကြောင်းလားဆိုတဲ့ခါကျတော့လေပြည်သူကထမင်းမှသွားကြွေးသေးတာညောင်ကျိုးမှတိုက်နေစစ်တီကိုလေထမင်းကြွေးတဲ့ရိတ်ခါတွေသွားပို့ပေးတာရေလိုလို့ရှိရင်မိသက်ကားနဲ့ချက်ချင်းပို့ပေးတာတကယ်ရိတ်ခါကားကြီးဆိုတော့အောက်မှာဆင်းဆင်းချလာပေးတာနော်လက်နဲ့ဆိုတော့လေဒီဒီကျွန်တော်တို့ special ရောက်တာလေချောင်းပြစ်ကူဆိုလို့ရှိရင် special ရောက်တာနော် ထောက်ဖို့လမ်းကြောင်းတွေဖြစ်တဲ့ဒီပေါ့တခြားနေရာတွေဖြတ်တောက်လားဆိုတဲ့ခါကျတော့လေဟာဖြတ်တောက်မှုကောင်းပါတယ်ကျွန်တော်ကြည့်ပါတယ်เนาะကျွန်တော်တို့မြင်ပါတယ်မြင်လည်းမြင်ပါတယ်နောက်ပိုင်းကဥမာဖြစ်ဒီစီးရလိုအပ်နေတဲ့နေရာအားလုံးကိုထိထိရရဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်နေကြားတဲ့ကနေစကုတ်စကဲဆောင်ရွက်နေတဲ့ကြားတဲ့ကနေပြီးတော့ဘာကြောင့်ကြာတယ်လဲဆိုတော့ကြာဆုံးကိုကျွန်တော်မေးခွန်းထပ်လိုက်ပြီးတော့ကျွန်တော်ရှားခွေလေ့လာကြည့်ပါတယ်လေ့လာကြည့်တဲ့အခါမှာတော့အဲကျွန်တော်သွားတွေ့တာပါလဲဆိုလို့ရှိရင်ဖြူဟာမှုအပြောင်းလဲတွေသွားတွေ့တယ်အဲ့တော့ ီပြူဟာမှုတွေစစ်တိုက်ကောင်းရင်သားနဲ့စီရေးအသာစီးရနေတဲ့သားနဲ့ဒီပြူဟာမှုတွေကိုချက်ချင်းနိုင်ငံပြောင်းမလိုက်တာနော်အဲဒါမျိုးကျွန်တော်အနေနဲ့သတင်းချက်လက်တွေထည့်ရလာတယ်အဲချက်ဆက်လက်ပြီးတည်လာရတာပေါ့နော်အဲ့တော့ကျွန်တော်ဘလောက်ကြီးပဲပြောနေပြောနေစီရေးချိန်ခွင့်ရှာကြီးကချက်ချင်းတမဟုတ်ချင်းမှာတပုံကရှုံးတော့မယ်ဟေ့ဆိုလို့ရှိရင်ဘဲကဘလို့နှစ်သားတွေတရားမင်းတွေကခုံဆင်းလာပြီးတော့စစ်ပွဲကိုပုံစံဖန်ဖန်တီးသွားတယ်လဲဆိုတော့ကျွန်တော်တို့က မိဘုံတွေထောက်ထားမဲ့ပုံစံမျိုးတွေဖြစ်လာတော့ဗောကြာနော်အဲ့တော့အဲဒါကအခုလက်ရှိစစ်တပ်ထဲမှာစောနကျွန်တော်ပြောသလိုဗောသူများကောင်လည်းဖျဲသီးပါလို့လည်းမပြောရက်ဘူးအဲသူ့ဘောက်သူများလည်းပဲလှုပ်တဲ့ပုံစံတွေကအဲဘလို့ခေါင်းလဲကကြူးကကြောင်ဖြစ်နေတာဒီကျွန်တော်တို့တွေ့ရတာဗောနော်အဲ့တော့ဘာကြောင့်လဲအဲကျွန်တော်ထပ်မေးမယ်ဒါကျွန်တော်နဲ့ကျွန်တော်လိုက်မှာလာနားထောင်တဲ့သူတွေအများစုကအဲပြောမှဆိုရင်တော်တော်လေးကိုညံညံသေးမြင့်တဲ့ထဲမှာပါတယ်เนาะကျွန်တော်ယုံကြည်တယ်တည်တယ်တည်တယ် ျွန်တော်တော်တော်များများပေါ့ကျွန်တော်မြေပြင်ဆင်းပြီးတော့ကျွန်တော်လိုက်ပြီးတော့ပေါ့နော်ဟိုမိတ်ဆက်ပါလဲကျွန်တော်ကျွန်တော်လိုက်ကိုနားထောင်နေတဲ့သူတွေကျွန်တော်လိုက်စကားပြောကြည့်တယ်ပြောကြည့်တဲ့အခါမှာကျွန်တော်သိရှိလာတာပါလဲဆိုတော့ကျွန်တော်လိုက်ကိုနားထောင်နေတဲ့သူတွေတော်တော်များများကပညာရေးအချင်းအမြင့်တန်းမှရှိကြတယ်နော်လူမှုစီးပွားအမြင့်တန်းမှရှိကြတယ်အသက်အရွယ်အားဖြင့်လည်းကျွန်တော်တို့ဒီမိုဂရဖီကကြည့်မယ်ဟေ့ဆိုလို့ရှိရင်အသက်30အထက်တော်တော်များတယ်အသက်30အထက်40 50ပတ်ဝန်းကျင်တွေမှာရှိတယ်နော် အဲ့ဒါအသက်60ကျော်90တန်းထိရှိတတ်ကြတယ်ဒါလူငယ်ပိုင်းနေနေကျွန်တော်လိုက်ကိုနားထောင်နေသူတွေကနည်းအဲ့တော့အဲကျွန်တော်ခုသုံးသက်ချက်အတိုင်းပဲအဲကျွန်တော်ရဲ့အမျိုးတွေပေါ့ဗျာနော်အဲကျွန်တော်ညီကိုမောင်နှမဦးလေးတွေအတော်တွေပေါ့နော်အားလုံးသိကြပါလိမ့်မယ်အဲသုံးသက်ကြည့်ပါဘာကြောင့်မို့လို့ညောင်ကျိုးဒါမျိုးကြသွားလဲဆိုတော့ကိုအဲကိုယ်တိုင်သုံးသက်နိုင်အောင်ကျွန်တော်ဖြစ်ရက်တွေနော်ဟို ချက်လက်တွေမြေပြင်အခြေအနေတွေကျွန်တော်ထောက်ပြပေးသွားမယ်။နံပါတ်၁ချက်ထောက်ဖို့ကောင်းကောင်းနိုင်ပါတယ်။ထက်ကမဆောင်ရပြီးဘူးလို့ဆိုတဲ့ခါကျတော့လေစစ်တီအင်အားကအစဒီလေချောင်းပစ်ကူအစုံ drone အစုံနောက်ထပ်ဒီစက်တက်လေဒီအစုံတည်တည်ချာချာကိုထက်ကတည်တည်ချာချာဆောင်ရွက်စီမံပေးပါတယ်နော်။ပြပြည်သူကပါဝင်မှုရှိတာပြည်သူလက်တကယ်ကိုကောင်းပါလားပြည်သူကထမင်းမှလိုက်ကြွေးပါလားနော်ထောက်ဖို့လမ်းကြောင်းလည်းဖြတ်ပေးပြီးတော့ဆိုတဲ့ခါကျတော့ပြုံးနေပြောကျွန်တော်ကြားသိရတဲ့တဲ့င်းတွေရဆိုလို့ရှိရင် သူတို့ရဲ့ဒီပေါ့နော်စေးကူတဲ့နေရာတွေကအစလေရင်နဲ့စော်ထဲတာနော်အဲ့ဒါလေးလည်းတော်တော်လေးကောင်းတယ်ဒီလိုကောင်းနေရသားနဲ့ရုပ်တရက်အပြောင်းလဲတစ်ခုကိုဘာကြောင့်တို့ရောတို့ရောကြောင့်လိုက်ရှာကြည့်တဲ့အခါမှာတော့တစ်ခုပဲကြောင့်သွားတွေ့ပါတယ်အဲသိရှိလာတဲ့နေ့အခြေအနေတွေရဆိုရှင်တော့ပြူဟာမှုတွေစက်တိုက်ကောင်းတဲ့ပြူဟာမှုတွေချက်ချင်းလည်းငယ်အပြောင်းလဲလောက်ပါတယ်အဲ့မှာပဲညောင်ကျိုးတစ်ပတ်နေတော့ကြာသွားတယ်အဲဒါတော့ညောင်ကျိုးချင်းနဲ့ပတ်သက်ပြီးတော့ဒီကောင်မောင်မမများသုံးသက်ကြည့်ပါလို့ပြောချင်တယ်နော်အဲရခိုင်နဲ့ပတ်သက်လာလို့ရှိရင်အရန်ကိုနတ်ဆိုင်တယ်ဆိုတော့အလကားမဟုတ်ဘူး ဲ့တော့ဟိုရခိုင်နဲ့ပတ်သက်လာလို့ရှိရင်နောက်ထပ်ပေါ့နော်ဘာလဲဆိုတဲ့အခါကျငွေကြေးကအေးအေးကဘယ်ကရနေတယ်လဲဆိုတဲ့အခါကျတော့ငွေစေးဘောက်အကြီးဆုံးနဲ့နော်အရှံပယ်ဆုံးလုပ်နေတဲ့အခါကျတော့ငွေကြေးအရန်ကိုအစဉ်ပြေပါတယ်နော်အဲ့တော့ငွေကြေးကတနည်းအားဖြင့်ကျွန်တော်အဲကျွန်တော်လက်တံလေးရရှိရအောင်နော်ရှိတဲ့ခါမှာစီးပွားရေးသမားတွေတော်တော်များများကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါလားစုံစမ်းကြည့်တဲ့ခါမှာ ပြည်မကနေပြီးတော့ရခိုင်ကိုရိတ်ခါပို့လာလို့နော်ရိတ်ခါပို့လာလို့ဘာလို့ဆိုတော့ပိတ်ထားတာပိတ်ထားတဲ့အခါကျတော့အဲ့ဒီရိတ်ခါကိုအေအေကစုတယ်စုတဲ့အခါမှာဒီသူတို့ပတ်စံနဲ့ဟိုမှာ3ဆပေး3ဆ2ဆ3ဆလောက်ပေးပြီးဝယ်တယ်ဝယ်တဲ့အခါမှာ100ရရင်200 300ရရခိုင်လုံးမြတ်တယ်အဲ့ဒီအခါကျတော့အဲ့ဒီရိတ်ခါတွေကိုအထက်ကိုဟိုဘချမ်းကိုရောက်ဖို့စူးစမ်းနေတာရှိတယ်အဲ့တော့ဒီရိတ်ခါတွေကလည်းသူတို့စီကိုအငြင်းတိုင်းရောက်နေတာဆိုတော့ ဒီပေါ့ဒီနေရာမှာလုံနိုင်ကန်ကန်နဲ့ဟိုကျွန်တော်လက်မှတ်တစ်ချက်ထိုးတယ်သူတို့ရဲ့လက်မှတ်တစ်ချက်ထိုးလိုက်တိုင်းမှာသူတို့ရဲ့လက်မှတ်တစ်ချက်ထိုးလိုက်တိုင်းမှာကျွန်တော်ဘယ်လိုရောက်သွားနိုင်လဲဆိုတော့ gate တွေကိုကျော်ဖြတ်လိုက်ရအောက်ချီမှာ gate ဆောက်တယ်ဆိုတော့လည်းဗျာ G1 အဆင့် gate ဆင်းမဆောင်ပါဘူးเนาะ gate ဆင်းဆောင်တာ2ပွင့်လို့3ပွင့်လို့နော်ဘိုလို့ဘိုကြီးလို့เนาะဘိုမှုတော့အဲ့လောက်ဆောက်နေမှာဆောက်တယ်เนาะအဲ့တော့တက်ချက်ကြီးလို့အဲဒီလိုအဆင့်လေးရဆောက်တာပါအဲ့တော့သူတို့ gate တွေကိုဖြတ်တဲ့ခါမှာเนาะ ျွန်တော်အထက်အရာရှိလူကြီးများများရဲ့လက်မှတ်များပါလို့ရှိရင်အလိုလိုရင်းသွားတာဟုတ်ကြော်ဖြတ်သွားနိုင်တယ်နောက်တော့ထွေအုပ်လက်မှတ်တွေပါလို့ရှိရင်လည်းကြော်ဖြတ်သွားနိုင်တယ်အဲ့တော့ဟိုဘလိုဟောမလဲဆိုတော့ရခိုင်စစ်သေးကြတဲ့ပုံအေကိုတိုက်တဲ့စစ်ပွဲမှာဘာကြောင့်မို့ဒါမျိုးလိမ့်နေရလဲဆိုရှင်ငွေကြီးစံတွေကပို့ပြီးတော့ထတ်နေတာလို့ကျွန်တော်သိရတယ်ဗောနော်အေကစစ်တိုက်တော်လားဆိုတော့ဘာလို့ဘာမှတိုက်တဲ့ကောင်တွေမပေါ့ဘူးเนาะဟိုဘလိုဟောမလဲဆိုတော့ တခုပဲရှိတယ်အေးအေးမာကတော့အားလုံးကဒီအောက်ကဒီကြည်စံထက်စားလို့ရှင်ငွေကြည်စံကပို့ပြီးတော့ကျွန်တော်ခင်ဗျားတို့ပုံလင်းပြောရမြားခင်ဗျားတို့လည်းသူပဲပခုံးတစ်ပတ်ချာဟိုကောကောင်းပေါက်တာဟုတ်လားခင်ဗျားတို့ကလည်းတနက်ပဲကင်လာတာကျွန်တော်လည်းတနက်ပဲကင်လာအဲပုံစံမျိုးပေါ့ဟိုနှစ်ဖက်ကြည့်မယ်ဆိုရင်အဲ့တော့တနက်ကလက်ညှိုးကွင်းကြည်ထွက်မှာပဲစစ်တင်တန်းဆိုတော့တင်းရှင်းရှင်းတင်လာတာအေးအေးဆိုလို့ရှိရင်ကျွန်တော်တို့ကြည်တာနှစ်ပတ်သုံးပတ်လောက်နဲ့တင်တန်းစင်းပြီးထွက်လာတဲ့ကောင် နော်မူရစီတုံးလို့ဒါလည်းသူတို့ဟိုဒါမျိုးယူမှုမှုတိုက်နိုင်နေတာဖြစ်တယ်အဆောလိုချင်တာကဘာမှရှုံးစရာမရှိတဲ့စစ်ကိုနော်ရှုံးလာတယ်ဆိုတာကတော့ကျွန်တော်တို့ဒီဒီငွေကြီးစံတွေများလားဆိုတာဒါကျွန်တော်မစွတ်ဆွဲဘူးနော်သို့ပါတော့ညာလည်းပဲဒီမေးခွန်းဟာမေးတဲ့ ਨੇ ဖျဲသီးလားဒါမှမဟုတ်ရှင်နေစွနာကကျွန်တော်ပြောတယ်အေးအေးကဒီမူရစီဝါနဲ့ငွေကြီးတွေရတယ်ဒီငွေကြီးတွေကနေပြီးတော့ အာနာရှိလုံနိုင်ကြိုင်နေတဲ့သူတွေအားလုံးစီငွေကြေးစီရောက်တယ်။ရောက်တဲ့အခါမှာတော့ဒီလုပ်ငန်းဒီလောကကိုစားကျင်နိုင်မြစားလို့ရအောင်လမ်းကျော်ကြီးကိုစီမံဆောင်ရွက်နေတယ်လို့ကျွန်တော်တို့ကတော့အသုံးသတ်တယ်ပေါ့ဗျာနော်။အဲ့တော့ one win သုံးသတ်ကြပါကျွန်တော်ဆန္ဒပြောသလိုကျွန်တော် like ကိုကြည့်တဲ့သူတွေတော်တော်များများကညံ့ညံ့သိမြင်တဲ့သူတွေပါပါတယ်ဒီမှာဥမာဖြစ်ပြီးကျွန်တော်တို့ဟိုဆဲဆူနဲ့ပေါက်ကြရဆိုတာကျွန်တော်တခြားဟိုဘယ်လိုခေါ်မလဲမဲခွဲလိုက်လို့ရှိရင်ဆဲရောက်တော့မပြေပါဘူးနော်။အဲကြောင့်မို့လို့သူတို့ဆဲရတွေအောင်လွတ်ထားပေးလို့ရဘာမှမဖြစ်ဘူး။ တော့အဲ့ဒါလေးကိုနံပါတ်1ချက်နေနဲ့ကျွန်တော်သိစေချင်တယ်ဘောနော်အဲ့တော့ဒီနေရာမှာထပ်ပြီးတော့ကျွန်တော်တို့ကြည်တာပေါ့ဒီမအီမင်းအောင်လန်းလို့နော်အဲဘုခေါမ်းလဲမင်းတုံးမျိုးနဲ့ကျွန်တော်တို့မအီအဲ့လန်းကြောတွေအဲ့ကနေပြီးတော့ပကိုးကိုဆက်တဲ့လန်းနေနောက်ဆုံးပိတ်ပေါ့ဗျာနော်ကျွန်တော်ဆက်ပြီးသိရှိလာတာတွေကလေငါတို့ကဘု து အမျိုးပါဆိုတဲ့ပုံစံမျိုးပေါ့ဥမာဖြစ်ငါတို့က မေအောင်လိုင်းမင်းမှာဘာလို့လဲဒေါ်ဂျီဂျူလာထင်ပါတယ်ဒေါ်ဂျီဂျူလာအမျိုးအကွာဆိုပြီးတော့ရိတ်ခါတွေတည်နေတဲ့အချိန်တည်သွားတာတွေထိရှိတယ်လို့ကျွန်တော်တို့ကကြားသိရအောင်ဆိုပြီးဟာတို့ကသူ့အမျိုးသူ့အမျိုးဆိုတဲ့ခါကျဘာမှမထီးရမထီးရခါကျဘယ်မှာရိတ်ခါကိုရောက်သွားပြန်အဲ့တော့အေအေကရိတ်ခါတွေဘယ်ကရနေလဲစစင်းစားစရာဖြစ်တယ်နော်သူတို့လမ်းကြောတွေထောက်ဖို့လမ်းကြောတွေဖြတ်တောက်ခြင်းမရှိတာလဲဘာကြောင့်လဲဒါစဉ်းစားစရာတွေဖြစ်တယ်နော်အဲ့တော့ဒီစစ်ပွဲတစ်လျှောက်မှာဘာကြောင့်မို့လို့ဒါမျိုးတွေဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့အခုသုံးသပ်လို့ရတာကတော့အေးအေးတိုက်ပွဲဝင်ဟိုတိုက်ရိုက်ခိုက်ရိုက်ကောင်းလို့ဆိုတာလုံးဝကျွန်တော်ယုံကြည်မရှိပါဘူးအဓိကအဓိကဘာလဲဆိုလို့ရှိရင်တော့ဒီငွေကြီးစံတွေပါပဲညောင်ကျိုးပါဗျာနော်စေးအตาစည်းအောင်ရသွားသေးတယ်ကျွန်တော်ကျွန်ထွက်သွားတယ်နောက်ဆုံးပြန်ပကံခွဲရပြီကိုပြန်ပြီးတော့ကျွန်ထွက်သွားတာစစ်ကစစ်တက်ကနော်အဲ့လောက်ကြီးကျွန်ထွက်သွားတာကိုဟုံးတိုင်းကြာသွားတယ်ဆိုကျွန်တော်တို့လောတို့လောပေါ့နော်ဘယ်နေရာဘယ်နေရာလိုက်ချာနောက်ဆုံးပြိတော့ပြစ်ချက်လေးတစ်ခုတော့သွားတွေ့တယ်ဖြူဟာမှုတွေချက်ချင်းလဲပလိုက်တယ်စေးအตาစည်းရတဲ့အချိန်မှာ အဲ့ဒါလေးကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါလက်ရှိအခြေအနေဒါဟုတ်ပြီနောက်ထပ်သူတို့စီရိတ်ခါကလည်းသူတို့ငွေရစီနဲ့ရတဲ့ငွေကြီးတွေကဘာလို့ခေါင်းမဲဆိုလို့ရှိရင်သူတို့စီရိတ်ခါကမဖြတ်နိုင်သေး၍မဖြတ်နိုင်သေး၍ကတော့သူတို့မှလက်နဲ့စက်ယုံမရှိဘူးဗျာကြည်စံစက်ယုံမရှိဘူးဗျာနော်ဒီလိုမျိုးပြစ်ဖို့ကြည်စံစက်ယုံမရှိဘူးဒီကြည်စံတွေကတော့ဘယ်ကသွားနေတာတစ်ခါကွန်မန့်လေးတစ်ယောက်ရေးသွားပါငကျင်းစီနဲ့ငကျင်းပြန်ကျော်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့ ဒါသုံးသပ်လို့ရတယ်ပြီးတော့အဲ့တော့ငွေကြေးတွေနဲ့ကြည်စံဝယ်နိုင်တယ်လက်နက်ဝယ်နိုင်တယ်ရိတ်ခါဝယ်နိုင်တယ်ဒီငွေကြေးတွေကဘယ်ကရတယ်လဲဆိုရှင်တခါပြအေအေကနေပြီးတော့အမွေးအစည်းတွေရောင်းလုံးဆိုပြီးတော့တော့မိတာအနေတော်မဟုတ်ဘူးလေပြည်ရတဲ့ခြေရတန်ကြီးတွေမိတာဟုတ်နော်အဲ့တော့ဒီငွေရစီတွေကိုလုံနေတယ်ငွေရစီနေတဲ့ဒါအဲ့တော့အဓိကတော့ငွေကြီးစံတွေလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲနောက်တစ်ခုအနေနဲ့ကတော့အဲစစ်တပ်ထဲမှာဒီငွေကြီးနဲ့စစ် ဟိုဘယ်လိုခေါ်မလဲဆိုဖျဲသီးတော့မဟုတ်ဘူးတော့ဗျာနော်မိမိရဲ့ကိုကျိုးစီးပွားကိုအဓိကထားနေသောအရာရှိလူကြီးမင်းတွေတော်တော်ပေါ်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒီအရာရှိလူကြီးမင်းတွေဘာကြောင့်မို့ဒါမျိုးငိုင်နေဒါမျိုးထိုင်နေဒါမျိုးဆက်လက်ပြီးတော့ဗျာနော်ဒီငွေကြေးတွေကိုငွေကြေးပဲရှာနေလဲဆိုလို့ရှိရင်တော့ဒါကတော့စက်တက်ပိုင်းနဲ့ဆိုင်နေပြင်ဆင်ရမှာဒါကျွန်တော်အနေနဲ့ဒီစက်တက်ပိုင်းထောက်ပြမှုကိုကျွန်တော်ဒီနေ့မလုပ်ပါဘူးကျွန်တော်အနေနဲ့အဓိကဒီနေ့လုပ်သွားမှာတော့အလိုမျိုးဒီ ဖယဲသည်ပေါ့ဖယဲသည်ပုံစံမျိုးပေါ့ဗျာနော်ကိုကျိုးစီပေါ့အဓိကထားတော့စစ်ခေါင်းဆောင်တွေများနေသလားမများနေသလားဆိုတော့ကျွန်တော်အခုသုံးသပ်ပြနေခြင်းဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီ